안녕하세요, 여러분. 알롬메밍라바 아, 리니체로 때문에 한자 미닝하러 말레수신 육소라 비바레너 육소라가 두아 레베 묘묘시에 대한이마 내내 네, 미아송 떠오미아베는 묘제 척다레버너 하자로 아, 부터마 레베가 두아 발레수인 고기 여러분 좋아해요? 네, 주로 하는 사람이 많은 것 같아요. 따자리로 말하면 야메티네 하자로 제로 사레 따우 육로 별에 အားကြောင့်မလို့အလွယ်ဆုံးဆိုလို့ရှိရင်တော့ကိုရီးယားစာအစာအကြောင်းတွေချေလို့တင်ရတဲ့ဆိုရင်ချေယုဘုကမ်ဆိုတဲ့စကားကိုကြားပူးလဲလို့တော့ကြားပူးမယ်ထင်တယ်ပေါ့နော်ချေယုဆိုတာကဘာလဲဆိုလို့ရှိရင်ဒီမှာပါတဲ့ယုဆိုတာကအသားကိုပြောတာပါအဲကြတော့ဝတားကိုသူကဒီငေုပ်စော့နဲ့ကြော်ထားတဲ့ဟာပေါ့နော်အဲ့ဒါကိုချေယုဘုကမ်ဆိုတဲ့ menu တစ်ခုရှိပါတယ်အဲဒါကြောင့်မလို့ချေယုလို့ပြောရဲဆိုရင် အသားဆိုတဲ့အဓိပ္ပာယ်ရမယ်နော်အဲ့ဒါကြောင့်မလို့ဒီမှာပါတဲ့ 육수라가 아따 오별아바 제육수라가 제로리 아따 왔다 알미오 아, ဒီပဲနဲ့လည်းတုံးလို့ရတယ်အကြမ်းမလို့ menu နာမည်ထဲမှာ che you booking ဆိုရတာဝတ်သားကိုဒီပါတော့ che room ရုပ်စော်တွေပါတယ်ပေါ့နော်သူတို့ရဲ့ဒီကိုချူချောင်းတွေပါတယ်ထည့်ပြီးတော့အဲ့လိုမျိုးတော်ထားတဲ့ menu တခုဖြစ်ပါတယ်ပြီးရင်နောက်တစ်ခုကကြတော့ you che ဒီမှာ you ဆိုတာကအသားကိုပြောတာပါ che ဆိုတာကကြတော့ che ရောခနာကိုပြောချင်တာအဲ့ဒါအကြမ်းမလို့ကိုရဲ့ဒီအခုဒီခနာကိုကြီးကို che ရောက you che လို့ခေါ်တယ်ချေလို့မြန်မာလိုဆိုလို့ရှိရင်ရုပ်နဲ့နံနဲ့လို့ပြောကြတယ်မလား 이요구로와 육체로 거래거나 디버리 피카나고 이 육체라고 합니다. ပြီးရင်နောက်တစ်ခုကကြတော့ခွန်းယုဒီမှာပါတဲ့ယုဆိုတာကလည်းအခုဒီအသားဆိုတဲ့ဒီအတိအပဲကိုအော်ဖော်ဆောင်နေဟန်ကြာကိုရေးထားတာပေါ့နော်အဲဒါကြောင့်မလို့ခွန်းယုဆိုတာမာဆယ်ကျွတ်သားကိုပြောချင်တာရှေလိုခဏကိုမှရှိရဲ့ကျွတ်သားတွေကိုခွန်းယုခေတာကိုဟဲ့ရောသူလည်းအသားတမျိုးပဲလीနော်ဘယ်လိုပဲပြောပြောပြီးရင်နောက်တစ်ခုကကြတော့ယူကန်ဒီမှာရှိတဲ့ယုဆိုတာကခုနပြောတဲ့ဒီကျွတ်သားတို့အသားတို့အလိုအတိအပဲအန်ဆိုတာကကြတော့မျက်လုံးဆိုတဲ့အတိအပဲဖြစ်ပါတယ်အဲဒါကြောင့်မလို့ကိုယ့်ရဲ့ဒီ ျက်လုံးနဲ့ကြည့်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့အကျွန်တော်ဂျူကန်ဆိုလို့ရှိရင်မျက်လုံးနဲ့ကြည့်တဲ့ဒီအမြင်အဲ့လိုအဓိပ္ပာယ်ကိုပြောလို့ရတယ်ဥပမာအဖြစ်ချက်လို့ virus တွေပါတယ်ပေါ့နော် bacteria တွေပါတယ်ဆိုလို့ရှိရင်ချဲရိုးခုဒီမျက်လုံးနဲ့ကြည့်ရဆိုရင်မမြင်ရဘူးလीเนาะအဲ့ဒါကြောင့်မလို့ဂျူကန်တို့ဖိုကီဟင်းဒရတာဖိုကီအော်ရပ်တာ မျက်လုံးနဲ့ကြည့်ရတာခက်တယ်မျက်လုံးနဲ့မြင်ရတာခက်တယ်အဲ့လိုမမြင်နိုင်ဘူးဆိုပြီးတော့အဲ့လိုဒိဗယ်နဲ့လည်းတုံးလို့ရတယ်ဒါမှမဟုတ်အဲ့ဒါကြောင့်မလို့ကိုယ့်ရဲ့ဒီအမြင်နဲ့ဖြဲလို့ရတဲ့လက်ရှိမျက်လုံးနဲ့ဘာလို့ဒီချိန်မှာနူးမတုံးတာလဲဆိုရင်နူးနဲ့လိုလဲပြောလို့ရပါတယ်ဒါပေမဲ့ယူကန်းကကြတော့နည်းနည်း level မြင့်နေမြင်နေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလေးကတော့သိထားတင်တယ်ဒါမှမဟုတ်ဒီတိုင်းပြောမယ်ဆိုလို့ရှိရင်မျက်လုံးအမြင်အဲ့လိုဒိဗယ်ဒါမှမဟုတ်အဲ့ဒါကြောင့်မလို့ယူကန်းဒီလိုခေစစ်စီဆိုရ ပြီးရင်နောက်တစ်ခုကကြတော့ချေတို့အခုတင်မဲဟာကဘာလဲဆိုလို့ရှိရင်ချေတို့ဒီတစ်ခုခုကိုတင်ပေးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်နေယူဖြစ်ပါတယ်။သူကကြတော့ဘာလဲဆိုလို့ရှိရင်မွေးမြူတာတို့ကလေးတွေပါတယ်ဆိုရင်မွေးမြူဆောင်လျှောက်တာတို့ပြီးရင်ပညာရေးတို့အဲ့လိုမျိုးအဓိပ္ပာယ်မှလည်းတုံးလို့ရပါတယ်နော်။ဒီမှာကြတော့ခီရဲတာဆိုတာကအာမွေးမြူဒီဆောင်လျှောက်ဒီအဲ့လိုအဓိပ္ပာယ်တုံးလို့ရပါတယ်။အဲအားကြောင့်မလို့ရတော့ဘူးလား။ဝိနံခူယူပညာရေး ဒါပေမဲ့နော်အဲကျွန်တော်ဒီမှာပါတဲ့ youth ဆိုတာကကလေးတွေကိုဆရာမတွေကလည်းပါရပြပြုစုပြောထောင်ပေးတယ်စတင်ပေးတယ်ဆိုတော့ cure youth ဒီမှာပါတဲ့ youth ပြုစုပြောထောင်နေဆိုတဲ့အဓိပ္ပာယ်နဲ့သုံးမယ်ပညာရေးဆိုတဲ့အဓိပ္ပာယ်နဲ့လည်းသုံးမယ်ရတယ်ရမယ်နော်ပြီးရင်နောက်တစ်ခုကကျတော့ yoga yoga ဆိုတာကဘာလဲဆိုလို့ရှိရင်ဒီမှာရှိရဲ့ yoga ကျတော့ခုနပြောသလိုပြုစုဆောင်ရှောက်တယ်မွေးမြူဆောင်ရှောက်တယ်အာဆိုတာကကျတော့အာကီကလေးလေးတွေအဲဒါကြောင့်မလို့အခုဒီမိဘတွေကကလေးတွေကို ဒီပြုစုဆောင်ရှောက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲဒါကြောင့်မလို့ယူကာအဲဒါကိုတောင်းလို့ရပါတယ်ပြောမယ်ဆိုရင်ကလေးဟိုကြီးပြင်းအောင်ထိမ့်သိမ့်ပေးတယ်ကလေးထိမ့်ပေးတယ်လို့အဓိပ္ပာယ်ပေါ့အဲဒါကြောင့်မလို့ခုတလို့ဆိုလို့ရှိရင်အာပြောကြရဲဆိုတာယူကာဖာရှင်းတတာကလေးတင်ရတာခက်ခဲတယ်ပေါ့ယုံတက်တာတက်ဆိုင်မရှိရင်ဘာလို့လဲဆိုတော့နားလည်းမနာရဘူးလေနော်အဲတော့တတ်မှတ်ထားတဲ့အချိန်လည်းမရှိဘူးဆိုတော့အဲ့လိုမျိုးခက်ခဲတယ်ခက်ခဲတဲ့အခါကျတော့ကိုရီးယားမှာခုနောက်ပိုင်းဒီကလေးမွေးဖွားနှုန်းတွေလည်းတဖြည်းဖြည်းနဲ့ခြားစင်းနေရဲ့ပေါ့ဒါကတော့ ဒီလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေပေါ့နော်အဲကြောင့်မို့ဒီမှာရှိရဲ့ယူကာဆိုတာကကလေးကိုပြုစုပြိုးထောင်နေထိန်းနေဆိုတဲ့အဓိပ္ပာယ်အနေနဲ့ချက်လို့သုံးလို့ရပါတယ်ပြီးရင်နောက်တစ်ခုကယန်းယုတ်ယန်းဆိုတာကလည်းမွေးတယ်ကျွေးမွေးတယ်အလိုဒီပဲယုတ်ဆိုတာကလည်းဒီမှာဆိုရင်တင်မေးတယ်ပေါ့ဒါမှမဟုတ်ဆောင်းလျှောက်ပြီးတယ်ပေါ့အဲဒါကြောင့်မလို့ယန်းယုတ်လို့ပြောတယ်ဆိုလို့ရှိရင်ပူတူအားလည်းပဲမွေးမြူဆောင်လျှောက်ခြင်းဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်ပါတယ်။ခွန်ဆိုတာကကြတော့ပြုတ်လောက်ခွင့ လောက်ခွင့်ဆိုတဲ့အတိပဲဥပမာအဖြစ် share တို့ကလေးတော့ရှိတယ်ဒါပေမဲ့အိမ်ထောင်ကွဲသွားတယ်ဆိုလို့ရှိရင်ကလေးကိုပြူစုဆောင်ရှောက်တယ်မွေးမြူဆောင်ရှောက်တယ်ဒီလိုမျိုးခန်းသာခွင့်ပေါ့နော်ဝေးမြူဆောင်ရှောက်ခွင့်ခွင့်ပြုချက်ကိုထည့်တော့အမေရယူမလားဖေရယူမလားဆိုပြီးဥပဒေအရလို့ခွဲရရှိရဲ့အဲ့ဒါကြောင့်မလို့ရောင်ယူကောင်လို့ပြောတယ်ဆိုလို့ရှိရင်ပြုစုဆောင်ရှောက်ခွင့်ပေါ့ကလေးကိုရမယ်နော်အဲ့လိုအတိပဲကိုတုံလို့ရပါတယ်ပြီးနောက်တစ်ခုကကြတော့ချဲယူချဲယူကကြတော့ချဲတို့ဒီကိုကာယ ဒီလိုမျိုးလေ့ကျင့်ခံနေပါ ರೀ ပေါ့နော်အဲအဲ့အရာမျိုးတွေကိုပြောချင်တယ်ဆိုလို့ရှိရင်တုံလို့ရတာအဲ့ဒါကြောင့်မလို့ share လို့ဒီ AU ခွန်ဆိုလို့ရှိရင်ကာလေ့ကျင့်ခံလုပ်တယ်ဒီလိုမျိုး share လို့ ါလဲဆိုလို့ရှိရင်ဒီကွင်းနေပါတယ်ယုံနေအလိုတိပဲပေါ့ဥမာအပြင်ချက်ရုပ်ကွာဆိုရင်အားကစားကွင်းနေပါတယ်အနေနဲ့လည်းချက်လို့ဒီတုံးလို့ရတယ်ပေါ့နော်ဒီလေ့ကျင့်ခန်းလုပ်တဲ့ကွင်းနေပါတယ်လည်းပဲတုံးလို့ရတယ်ပြပါနော်အဲဒါကြောင့်မလို့ loss ရဲ့ချက်လို့တွေအသားဆိုတဲ့အရေးပဲ ਨੇ တခုခုမွေးမြူဆောင်လျှောက်တဲ့ပညာဆိုတဲ့အရေးပဲကိုပေါ်ဆောင်နေဟန်ချာမီနီနှလုံးကိုဒီနေ့ပြပြလိုက်ပါတယ် အာဒါမလို့အားလုံးပဲစာလေးတွေတခြား live လို့ပေါ့နော်ဆရာမင်းကတော့လုံလေးရှိရခါကျတော့ဒီဗီဒီယိုလေးကိုတရက်တော့ပြတ်သွားတယ်အားကြောင့်မလို့ဒီနေ့ကိုဗီဒီယိုနှိမ့်နှစ်ခုပေါ့နော်အားကြောင့်မလို့စာထိုးပြီးတော့တရက်အတွင်းကိုဒီနေ့နှစ်ခုစလိုက်တင်ပေးထားပါတယ်အားကြောင့်မလို့နောက်ဗီဒီယိုလေးကိုလည်းဆက်ပြီးတော့လေ့လာပြကြပါလို့ပြောရင်းနေဒီနေ့ကတော့ဒီလောက်ပါပဲရော်ရဘုံကိုရောမြောင်းအညောင်